ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကမြန်မာနိုင်ငံကိုဘာသာရေးအကြောင်းပြပြီးအကြံဖက်အားပေးနေတဲ့ CSW ဆိုတဲ့ခရီးရန်အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးနည်းနည်းလောက်တင်ပြချင်ပါတယ် CSW ဆိုတာကတော့မကြခင်ကလည်းကိုလံဘီယာနိုင်ငံနဲ့အမေရိကန်နိုင်ငံအကြားစီးရီးတင်းမှမှုတွေဖြစ်လာအောင်ဘာသာရေးလို့ဆိုတွူးထုတ်ခဲ့တဲ့ဖွဲ့စည်းတစ်ခုပါဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်းဒီလ၄ရက်နေ့မှာခရီးရန်ကျောင်းတွေနဲ့အခြားဘာသာဝင်တွေကိုထိုးစစ်ဆင်တိုက်ခတ်နေပါတယ်ဆိုပြီးထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီးအွန်လိုင်းကရတဲ့အထောက်အထားတွေနဲ့တစ်ဖက်သက်ဆွဆွဲရေးသားထားတာတွေ့ရပါတယ် ကျွန်တော်တို့မြန်မာနိုင်ငံလောက်ဘာသာရေးလွတ်လပ်ခွင့်ရတာကဘာမှမရှိပါဘူးရန်ကုန်မြို့နယ်ကောင်မတင်ချက်ချောင်းရောဗလီရောဇီဒီဖျားရောအကုန်လွတ်လပ်စွာကိုယ်ကိုယ်ဝန်ရနေတာအားလုံးအမြင်ပါပဲဒါကိုပဲအခြားဘာသာဝင်တွေကိုရည်ရွယ်တိုက်ခိုက်နေတယ်ဆိုတာကတော့တကယ်ကိုလွဲနေတာပါမြေပြင်မှာဖျားကြောင်းကန်တွေဖျားရှုကူကြောင်းတွေကိုအကာအကွယ်ယူပြီးစစ်ပြင်ဆင်နေကြတာတိုင်းဒါလက်နက်ကန်တွေနဲ့ဗီဒီယအကြမ်းဖက်သမားတွေပါတမတော်စစ်ကြောင်းတွေတိုင်းဒီလိုဖျားကြောင်းကန်တွေစာတင်ကြောင်းတွေတဲကနေပြစ်ခတ်မှုတွေလုပ်လို့တမတော်ကနေမြင်ရှင်းနေတာပဲရှိပါတယ် ီလိုမျိုးစစ်ဖြစ်ရတဲ့အကြောင်းရင်းကိုဖုံးကွယ်ထားပြီးဘာသာရေးထိုးနှက်ချက်တခုအနေနဲ့မြန်မာနိုင်ငံကြီးကိုဝန်ရောက်ဆွတ်ဖက်နေတာလူယူသသားမှဟုတ်ရလားလို့တာလျာဖြစ်เสียပါပြီးတော့နိုင်ငံတကာနိုင်ငံရဲ့အချုပ်ချံအာဏာတရားဥပဒေတခုကိုဝန်ရောက်ဆွတ်ဖက်ပြီးစစ်မှုထမ်းဥပဒေကိုရတက်ဖို့လည်းပြောခွင့်မရှိပါဘူးမြန်မာနိုင်ငံကအခုမှလိုအပ်လို့စစ်မှုထမ်းဥပဒေစတင်တာဖြစ်ပါတယ်ကိုရီးယားတို့တခြားစစ်မှုမထမ်းနေရာနိုင်ငံတွေကိုပါတားမြစ်ကြည့်ပါထရီယန်တွေကိုချစ်တယ်ကာကွယ်ခြင်းနဲ့ဆိုရင်သူတို့နေနေတွေမှာတောင်းကျင်းတူ PDF နဲ့ တိုင်းသားလက်နက်ကင်ဖွဲ့တွေမလာအောင်ပူပြီးစူးစမ်းတင်တယ်။ဖျားရှိခိုးเจ้าတွေမှာခန်းစစ်မပြင်းအောင်တားမြစ်တင်တယ်။အခုလိုတစ်ဖက်သက်ပြည်ဖြတ်အားပေးအကြမ်းဖက်တွေရဲ့အလိုတိုင်းနိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဝင်ရောက်ထိပါတာကိုတော့ကျွန်တော်တို့မြန်မာသမျိုးသားလုံးကငြိမ်ခံနေမှာမဟုတ်ဘူးဆိုတာပြောလိုပါတယ်။